ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှုပ်ကင်းရတဲ့အချိန်ကလာအဖြစ်တမန်မဲ့ဆိုရင်တရင်ရလာပြီးကျတရကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာတဲ့ကထိန်သင်္ကန်းလှုပ်ခွင်းရတယ်အဲ့လိုကထင်းသင်္ကန်းလှုပ်ခွင်းရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါးဝါး ယဟန်သာငါ့ကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကြောင်းတိုက်နဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗားရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ရင်ဝါစုသင်္ကန်းမှာဖရာတို့လာလှူတယ်။ဝါကျွတ်တယ်နဲ့တပြိုင်နက်ဒါကထင်းသင်္ကန်းမှာဖရာဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ။ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်။ ဝါကျွတ်တာနဲ့ကထင်းသင်္ကန်းမဟုတ်ဘူးเนาะကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်းသင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထင်းခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်တော့တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကထိဏကံဆောင်ရွက်ဖို့အတွက် ဝိနိကိစ္စကျွမ်းကျင်တဲ့ကထိန်ခင်းတတ်တဲ့ယဟန်တစ်ပါးကိုတန်ခါးနေပြီးတော့ကိုရောကထိန်ခင်းမှုဆိုပြီးပေးရမယ်ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကတိနာကံလို့ဆိုကထိန်ခင်းခြင်းဝိနိကံကိုဆောင်ရွက်မှဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ခါးတွေကအမှုမောရဏပြုတယ်အမှုမောရဏဝါမြောက်ကြောင်းထောက်ခံပြောကြားလိုက် အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟောဒီနမန္တစာရအတ္တမဒနာဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ငါလာထူချတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ သင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်စောင့်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထင်သင်္ကန်းကိုခွင့်ပြုခဲ့ဒီเจ้าကိုတဝါတွင်လုံးစောင့်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲဘုရားကြောလာတဲ့ယဟန်နေခိတကနာကြောလာတဲ့အာဂနုယဟန်နေဒီเจ้าမှာတန်ခိကသင်္ကန်းဖြစ်ပေါ်လာလို့ရှိရင် မိမိဆန္ဒအလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်ဒီကြောင့်